ဟယ်လိုအားလုံးပဲမြင်လာပါကျွန်တော်ရဲ့ energy ပေါ့ drone channel ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကြော်ဒီနေ့မှာဒီ view လေးကနေကျွန်တော်ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ကျွန်တော်ဒီ ESC calibrate လောက်တဲ့ခါကျတော့ဆိုရင်ကျွန်တော်ဒီဒီတယောက်တည်းပေါ့နော်ပိုင်းတော့တယောက်တည်းပဲ ESC calibrate လောက်လောက်တဲ့ခါကျတော့ဆိုရင်ဒီ battery plate တွေပေါ့နော်ဖြုတ်တက်လောက်တဲ့ခါကျတော့ဆိုရင်အဆင်မပြေဘူးပေါ့နော်အဆင်မပြေဘူးကျွန်တော်ဒီဒီ support တိုင်း control နဲ့ဆိုလို့ရှိရင်ပို့ဆိုးတယ်ဘာကြောင့်မို့ control တွေကဒီ tutorial ကိုအပေါ်ဆုံး တွန်းနေရတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီဟိတူတဲရတဲ့အပေါ်ဆုံးကိုတွန်းနေလိုက်ရတယ်ဒီဘက်ချမ်းမှာဒီပလက်တွေကလည်းထုတ်တက်လောက်ရတဲ့ကြောင့်မို့ကျွန်တော်ဒီ ES ခါလေးလောက်ကကြောက်စီရင်လွယ်ကူစေရန်ကျွန်တော်ဒီဒီလိုပစ္စည်းလေးပေါ့နော်အမှားတော့မဟုတ်ခလုတ်လေးပဲခလုတ်လေးကိုမှကျွန်တော်ကဒီဒီခေါင်းလေးပြောင်းပြီးတော့နော် GA60 တို့ GA90 တို့ပေါ့နော်ကိုယ်အသုံးပြုတဲ့ခေါင်းလေးပြောင်းပြီးတော့ဒီလိုခလုတ်လေးပြုလုပ်ရခြင်းအဖြစ်ကျွန်တော်ဒီ ESC ခါလေးပဲလောက်ကြောက်စီရင် ပိုမိုလွယ်ကူစေတာပေါ့နော်ဥပမာကျွန်တော်ဒီမှာလုပ်ပြပေးသွားမှာပေါ့နော်ဒီမှာဒီပေါမိုဂျူးမှာကောင်းကောင်းနဲ့ဒီခလုံးနဲ့ခလုံးကောင်းအမားနဲ့ပတ်လိုက်မှာပေါ့နော်တက်လိုက်မယ်ပြီးစင်ကျွန်တော်ဒီဘက်ထရီဘက်ထရီအငုံနဲ့ဒီဒီဘက်ကဘလက်ကောင်းနဲ့ကျွန်တော်တက်လိုက်တက်လိုက်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအဲဒီ flag controller ဒါမြေစာဝင်သွားပြီပေါ့နော်ဒါကျွန်တော်ဒီဟိုခလုတ်ဖွင့်နေတာကြောင့်မို့ကျွန်တော်ဒီ ်ဒီဘက်ထရီကပိုအားကိုကျွန်တော်ဒီ drone မှာလာပြီးအသုံးပြုနေပြီပေါ့နော်အသုံးပြုနေပြီဆိုတော့ဒီမှာဖွင့်ပေးလို့ရတယ်အာဒါဆိုရှင်သူကပိတ်သွားပြီဒီမှာဆိုရှင်ပို့ရင်ဒီလိုဒီလိုခလုတ်တက်လာခြင်းအဖြစ်ကျွန်တော်ဒီ ESC calibre လောက်ကဆိုရှင် ESC calibre လောက်တဲ့အချိန်မှာပုံမလွယ်ကူစေပြီးတော့ကျော်ဒီပိုင်းလို့တယောက်တည်းလောက်ရင်တော့လွယ်ကူစေမှာဖြစ်ပါတယ်အကြောင်းမို့ကျွန်တော်ဒီလိုဒီ ESC calibre တယောက်တည်းလောက်ရတဲ့လူတွေဆိုလို့ရှိရင်ကျွန်တော်ဒီဒီလိုခလုတ်လေးမျိုးတွေကိုတစ်ဆင့်အသုံးပြု ဖို့ကျွန်တော်ဒီ video လေးကနေအကြံပေးတာပေါ့နော်ဟုတ်ကဲ့ပါ